ကိုရှိဒိုရာကိုကတော့ဟီနိုမီနာမီအစိုးရထိုင်တန်းကျောင်းကအထက်တန်းဒုတိယနှစ်ကျောင်းသူတယောက်ပါသူမဟာလှပပြီးစာလဲတော်တယ်လို့အားကစားမှလည်းထူးကျွန်ပါလေကျောင်းမရေမကပဲတစ်မျိုးလုံးကပါတိကြတယ်အလှပကလေးလေးတယောက်ပေါ့ဒါမဲ့ကင်ကျူးဆိုတဲ့အတိုင်းပဲကိုရှိဒိုရာကိုမှဘသူကမှပြောမရတဲ့လှုပ်ဝက်ချက်တစ်ခုရှိနေပါတယ်အဲ့ဒါကတော့သူမဟာအရင်တုန်းကလုံမိုင်းဆိုတာပါပဲကိုရှိဟာရွန်နန်းဆိုတဲ့မန်ကာကိုကြိုက်လွန်းလို့ယန်ကီတယောက်ဖြစ်ခဲ့ဘူးပါတယ်အခုတော့အဲ့ဒီတမိုင်းကျောင်းကိုပြေဖုံးကချပြီးအထက်တန်းကျောင်းရဲ့အတော်ဆုံးကျောင်းသူလေးဖြစ်နေထိုင်နေရပါ ူမရန်ကြီးတယောက်ဖြစ်ခဲ့ကြောင်းသာလူတွေသိရင်သူမဘဝတစ်ခုလုံးသွားပါပြီ။ဒါပေမဲ့ကိုရှီယာလုံးဝကိုပြောင်းလဲနေထိုင်နေတဲ့အတွက်အပေါ်စရာတော့ကြောင်းမရှိတော့ပါဘူး။ကျောင်းကိုလမ်းလျှောက်လာရင်စိတ်ထဲတမျိုးဖြစ်လာလို့လှဲကြည့်လိုက်တော့ကျောင်းဝတ်စုံတဲ့ကောင်မလေးတယောက်တက်တိုင်ပေါ်ရောက်နေပါရဲ့။စွဲကြိုးချအဆုံးစီရင်ထားရလားဆိုပြီးကြည့်လိုက်တော့တက်တိုင်ကတကြိုးပေါ်မှာဂျူကချိန်နေပါရဲ့။ကောင်မလေးရဲ့ဦးကောင်ရှိနေတာကတော့တမင်ဂျူပါ။ဘီကောလိုလှဆင်ထားလို့ထင်ခဲ့ပေမဲ့တကယ်တော့မဟုတ်ပဲဂျိုးစိဖြစ်နေခဲ့တာပါ။ကိုရှီလည်းမသိချင်အောင်ဆောင်းသွားအောင်လို့လုပ်ပေမဲ့ဒီကောင်မလေးသာတည်သွားရင်သူပြည့်ရှိတယ်လို့ခံစားနေရမှာဆိုတာကြောင့်ကဲကဲလိုက်ပါရဲ့။ တမင်ကျုံနဲ့ကောင်မလေးကလည်းကဲခဲ့တဲ့အတွက်ဂျေဇုတင်ကပြောပြီးယန်ကီမလို့ခေါ်လိုက်ပါတယ်။ကိုရှိကလည်းသူယန်ကီဖြစ်နေတာကိုဘလို့သိသွားလဲလို့စိတ်ပူနေပေမဲ့ဟမ်မန်ပြက်ပဲလူမာတာဖြစ်ပါလိမ့်မယ်လို့ပြောလိုက်ပါတယ်။ကောင်မလေးရဲ့တမင်ကျိုကတော့ကိုရှိကယန်ကီဖြစ်တယ်ဆိုတာအချက်ပြနေပါတယ်။ကျွန်တော်တို့ဆီယာမကဒီနေ့အသက်ရောက်လာတဲ့ចောင်းတို့တဲ့နဲ့မိတ်ဆက်ပေးမယ်လို့ပြောလို့လှည့်ကြည့်လိုက်တာတမင်ကျုံနဲ့ကောင်မလေးဖြစ်နေပါတယ်။ကိုရှိကတော့အတော်လေးစိတ်ညစ်နေရတာပါ။ကောင်မလေးရဲ့တမင်ကျိုကအခန်းထဲမဆက်နာကိုတက်တက်ကြီးဝင်လာလို့တခါရိပ်ပြုတ်ထွက်ပြီးအတန်းမော်တွေပါဒဏ်ရာရကုန်ပါပြီ။ အားလုံးကရာအီကောင်မလေးမှာတမင်ကျူပါလာရာကိုမထူးဆန်းသလိုတာမန်တိုင်းဆက်ဆက်နေကြတာပါ။သူမရဲ့နာမည်ဟာရှီကာနိုကိုနိုကိုဖြစ်လို့နိုကိုတန်လို့ခေါ်နိုင်ကြောင်းမိတ်ဆက်ပါတယ်။ပြီးတော့ကိုရှိဘေးမှာခုံလို့ဖြစ်နေရာကြောင့်နိုကိုတန်ကဝင်ထိုင်လိုက်ပါတယ်။နိုကိုတန်ကကိုရှိကိုတွေ့ရောမနက်ကမှပဲလို့ဆိုတာနဲ့ကိုရှိကလည်းပြန်လည်နှုတ်ဆက်လိုက်ပါတယ်။သူ့ရဲ့နာမည်ပြည်စုံကိုပြောပြီးသူ့ကိုကြိုက်တယ်လို့ခေါ်လို့ရရဲ့လို့ကိုရှိကပြောတော့နိုကိုတန်ကယန်ကီမလို့ခေါ်ချလိုက်ပါတယ်။တခါလုံးကလည်းကိုရှိဆန်ကယန်ကီလားတွေပါထားပြကုန်ပါပြီ။နေ့လည်ကြောင်းပြတဲ့တော့ကိုရှိကုံပေါ်မှာတမင်မုတ်တွေအများကြီးရှိနေပါတယ်။ ကိုရှိကလည်းဘသူလက်ချက်လဲစဉ်းစားနေတော့မှာပဲနှုတ်ကိုတန်လက်ချက်ဆိုတာသိလိုက်ရပါတယ်နှုတ်ကိုတန်ကမနက်ကသူ့အသက်ကိုကယ်ရဲလို့ဂျေစုဆက်တာဆိုပြီးပြောပါတယ်အတန်းထဲကလူတွေကလည်းနှုတ်ကိုတန်နဲ့ကိုရှိနေကအရင်ကတည်းကအသိရလားဆိုပြီးစိတ်ဝင်စားကြတော့နှုတ်ကိုတန်ကဒီယန်ကီမကလို့ပြောမယ်လို့နှုတ်ကိုတန်လက်ကိုကိုရှိကဆွဲပြီးဆရာခေါင်းရယ်ဆိုပြီးပြေးလာခဲ့ပါတယ်အိမ်လာလဲရောက်တော့ကိုရှိကငါရင်ကလူမိုက်ဖြစ်ခဲ့တာဆိုတာပြောလိုက်ရင်အေးဆေးနေရမယ်မထင်နဲ့လို့ကြိမ်းပေါင်းပြလိုက်ပါတယ်ညနေကြောင်းပြန်ချင်းအခန်းထဲကနေအော်ဒါတစ်ခုကြာလို့ပြေးကြည့်တာနှုတ်ကိုတန်တယောက်ပြုတ်ကြပြီးဒဏ်ရာရနေရပါ ။ကျောင်းမှာလူမသုံးတော့တဲ့အခန်းကိုရှင်ဒရန်ရသွားလို့ကိုရှိကစိတ်ထက်ပေးပြီးအခန်းရှင်းတာဝိုင်းကူပေးပါရဲ့။အခန်းရှင်းသွားပြီးတော့ဆရာမရောက်လာပြီးကိုရှိပါတမင်ဖွဲ့ရဲဝင်မယ်ဆိုရင်စိတ်ချသွားပါပြီလို့ပြောပါရဲ့။တကယ်တော့နှုတ်ကိုတန်ကတမင်ဖွဲ့ထောင်လိုက်ပြီးအခန်းကတမင်ဖွဲ့သုံးဖို့တက်ပါ။ကိုရှိလည်းဘာမသိညာမသိတမင်ဖွဲ့ရဲရောက်သွားပြီးအဖွဲချုပ်တောင်ဖြစ်သွားပါရဲ့။ကိုရှိကငါကဘာလို့ဖွဲထုတ်ဖြစ်ရလဲဆိုတော့တမင်ဖွဲတာဝန်ကတမင်ဝေယဝက်ဆောက်လုပ်ဖို့လေအဲ့တော့နှုတ်ကိုတန်ကတမင်ဖွဲရဲ့တခင်တမင်ဖြစ်လာမှာဖြစ်ပြီးကိုရှိကအဖွဲချုပ်လို့ဆိုပါရဲ့ တရထဲမှာလည်းဘာတွေပြောင်းလဲသွားလဲဆိုတာကိုရှိရောအခက်နေပါလေ။နှုတ်ကိုယ်တန်းကဒရိတ်ဆန်လေးတွေကို brushing လုပ်ပေးတဲ့ brush လေးယူလာပေးပြီးသူ့ကိုအမွေးတက်ပေးခိုင်းပါလေ။အပိုင်းတစ်ကတော့ဒီမှာပဲပြဆုံးသွားပါရဲ့။ဒီနေ့မှာတော့ကိုရှိတန်းတယောက်အတန်းပြီးလို့အဖွဲကိုသွားဖို့ရအတော့ကိုတက်ကြွနေပါလေ။ကိုရှိတန်းကတမင်အဖွဲကိုမကြိုက်သလိုလုံနဲ့အဖွဲကိုသွားမယ်ချင်းရောက်တော့လဲသူမဟုတ်လို့ပဲတက်ကြွနေရပါ။ဒီနေ့လည်းကြားမတက်ခင်မှာနဲ့၃နာရီလောက်ခရီးရထားပြီးအဖွဲခန်းကိုလာဖြင်းစင်းနေရပါ။အဖွဲခန်းလေးကနေချင်းစရာလေးဖြစ်တော့ကိုရှိတန်းလည်းကျဉ်းနှန်းနေပါရဲ့။ ။ပြီးရင်အခန်းထဲကိုအလှဆင်မယ်။စာအုပ်လေးတွေလည်းထားမယ်ဆိုပြီးအတွင်းထဲနဲ့ပျော်နေပါရဲ့။အပျော်လေးတွေမဆုံးသေးခင်အဖွဲခန်းရှိရောက်မှတော့ကိုရှိတန်တယောက်လုံးဝကိုရှော့ရသွားပါရဲ့။မနက်ကမှသူသေးချာပြင်ဆင်ထားခဲ့တဲ့အခန်းဟာပျက်စီးနေပြီးဖြစ်စီးတွေကလည်းမီးပုံရှို့ခံထားရပါရဲ့။ကိုရှိလည်းဒေါသထွက်သွားပြီးဘသူလောက်တာလဲဆိုပြီးပောက်ကွဲနေပါရဲ့။အဲ့ဒီချိန်နာဂိုတန်အခန်းတော်ကနေထွက်လာပြီးကိုရှိတန်အပေါဝတက်တဲ့ကအန်နီအများကြီးဆိုပြီးလာဆွဲပါရဲ့ကိုရှိတန်ကလည်းနင်လောလိုက်တာမလားဆိုပြီးနာဂိုတန်ကိုကင်ဆောက်ပါရယ်နာဂိုတန်လည်းသူရောက်တော့အခန်းကဒီလိုဖြစ်နေပြီလို့ပြောပါရယ် ကိုစီရန်တယောက်အခန်းရှိထွက်ပြီးစိန်ခေါ်တော့လက်နက်တစ်ခုဝင်လာပါတယ်။နာဂိုတန်လည်းဒါကစစ်မြေပြင်ဖြစ်နေတာသတိထားစုပြီးဩဝါရယ်။ပြီးတော့တမင်မုတ်တစ်ခုခံဝါစီကိုရောက်လာတာပါ။နာဂိုတန်ကလည်းတမင်မုတ်ကိုမြင်တော့လိုက်ဖမ်းဖို့အလို့ကိုစီကဆယ်ပြီးအဲ့ဒါထောင်ချောက်လို့ပြောလိုက်ပါတယ်။နာဂိုတန်ကတော့ထောင်ချောက်ဆိုရင်တော့ငါကအားလုံးထက်တမင်မုတ်ကိုအကြိုက်ဆုံးလို့ပြောပြီးသွားယူတာ။ကိုစီတန်ကလည်းဆွဲလို့မမီလိုက်ပါဘူး။နာဂိုတန်ကတော့ထောင်ချောက်မှာမိသွားပါပြီ။အဲ့ချိန်ကျမှတမင်အဖွဲ့ခန်းကိုရောငါ့ကိုရောတိကအောင်လုပ်တဲ့လူထွက်ခဲ့။မြမြတက်တက်ရှင်ပြန်ကြတာပေါ်လို့ပြောလာပါတယ်။အဲ့ချိန်ကျမှတရားခန်းထွက်လာပါတယ်။ တရားခံကတော့ကိုရှိတာရာကိုရဲ့ညီမဖြစ်သူကိုရှိအန်ကိုပါ။သူ့မကိုနာဂိုတန်သူ့စီကနေလူယူသွားတဲ့ထင်မိဒေါသထွက်နေရပါ။ဒါကြောင့်မယ်တမင်ဘွက်ခန်းကိုဖျက်ဆီးပစ်တယ်လို့နာဂိုတန်ကိုလည်းတက်ပြဖို့အထီးတွေးထားပါ။ဒါပေမဲ့အခုတော့စိတ်ကူးပြောင်းသွားပြီးနာဂိုတန်ပြောတယ်လို့မျက်မှတ်တတရှိတယ်မယ်လို့ဆိုပါရယ်။အန်ကိုနိုင်ခဲ့ရင်နာဂိုတန်ကနာရော့ပန်းချက်ကတမင်ဖြစ်ရှင်သန်သွားမှာဖြစ်ပြီးနာဂိုတန်နိုင်ခဲ့ရင်တော့အန်ကိုတမင်မုတ်တွေအများကြီးပေးရမှာပါ။ပြန်ဝဲစားတဲ့ရှင်ပြိုင်တော့တခြားလုံးကစိတ်ဝင်စားလာကြည့်ကြပါရဲ့။ဒိုင်လုတ်ပေးတဲ့သူကတော့တမင်ဖွဲ့ရဲ့အကြံပေးဆရာမှာယူကိုင်းဖြစ်ပါရဲ့။ ပြန်ပွဲရဲ့နာမည်ကတော့ကိုရှိတာရာကိုလူဝဲလို့နာမည်ပေးထားပါတယ်။စုတွေကလည်းတခါတည်းပြင်ဆင်ထားတာမဟုတ်လို့ပြန်ပွဲကအကျိတ်နေပါပဲ။အားလုံးကတက်ကြွနေပေမဲ့ကိုရှိကတော့တကယ့်ကိုစိတ်ညစ်နေပါပြီ။ပြန်ပွဲဆတော့မေကွန်းနဲ့မေးပါတယ်။ပထမမေကွန်းကတော့ကိုရှိကညမိတ်ခင်ဘာလို့လိရှိလဲဆိုတာပါ။ဒီမေကွန်းကိုကိုရှိရဲ့ညမအန်ကိုကအဲ့ရမဝင်ခင်မွေးပွားရုပ်တွေနဲ့စကားပြောလိရှိရလို့ဖြေလိုက်ပါတယ်။တက်တဲ့ဖြစ်ဗီဒီယိုပါပြလိုက်ပါသေးတယ်။ကိုရှိတာရာကိုကဒါကသူ့ privacy ကိုချိုးပေါက်ခံရတာဆိုပြီးလောင်းနေပါပြီ။ကိုရှိတန်ဒီနေ့ဘောလီဝုဒ်ထားလာဆိုတဲ့မေကွန်းတွေရော ဆယ်နှစ်တုန်းကတေးထွက်ကြဘူးလားဆိုတာတွေရောမို့ကိုရှိတဲ့တယောက်အတော့ကိုစိတ်ညစ်နေပါတယ်အမတ်ကလည်းနာဂိုတန်ရောအန်ဂိုရောအကုန်တူတူဖြစ်နေပါတယ်နာဂိုတန်ကကိုရှိချောင်းနဲ့တင်းနေတာတကဘာလုံးကတမင်တွေကရှီကာရှီကာနဝော့ကနေကိုရှိချန်ရဲ့အချက်လက်တွေအကုန်လုံးကိုနာဂိုတန်ရဲ့ဂျူတွေကိုပို့ပေးနေလို့ပဲလို့အန်ဂိုကဆိုပါတယ်အန်ဂိုကလည်းလုံးဝတီးမခတ်နိုင်တော့ပဲနာဂိုတန်ကိုထပြီးတိုက်ခိုက်ပါတယ်နာဂိုတန်ကတော့အန်ဂိုရဲ့တိုက်ခိုက်မှုတိုင်းကိုရှောင်နိုင်နေရပါတယ် အဲ့ဒီချိန်မှာအန်ကိုပြစ်လိုက်တဲ့ပြစ်ချက်တခုကကိုရှိစီပြေးဝင်သွားခဲ့ပါတယ်။နာဂိုတန်ကကိုရှိတန်လို့អော်ပြီးဂျားတွေကနေဝင်ခံလိုက်တာပြစ်ချက်ကနာဂိုတန်ကိုထိပြီးလဲကျသွားပါတယ်။ကိုရှိတန်လည်းလဲကျသွားတဲ့နာဂိုတန်ကိုပွေပြီးငိုပါတော့တယ်။နာဂိုတန်လဲကျသွားတော့ကောင်းကင်ဘုံကတမင်နှကောင်ရောက်လာပြီးနာဂိုတန်ရဲ့ဝိညာဉ်ကိုကောင်းကင်ဘုံစီတည်ဆောင်သွားပါတယ်။ကောင်းကင်ဘုံမှာတမင်နှဖျားနဲ့တွေ့ပြီးတမင်နှဖျားကတွန်းလိုက်လို့နာဂိုတန်ကလည်းဒီဘက်ကဘာကိုပြန်အောင်လာပါပြီ။နာဂိုတန်ထလာပြီးသူ့ခန္ဓာကိုယ်လည်းဝင်နေတဲ့လက်နက်ကိုဆွဲထုတ်ပစ်လိုက်ပါတယ်။ ကိုရှိတန်ကနာဂိုတန်ဒဏ်ရာရမသွားဘူးလားလို့ပြီးတော့သူ့အင်းကြီးအောက်ကတမင်မုတ်ကိုဆွဲထုတ်လိုက်ပါတယ်။တကယ်တော့အန်ကိုပြလိုက်တဲ့လှော့သွားဟာနာဂိုတန်ထည့်ထားတဲ့တမင်မုတ်ကိုပဲထိသွားပြီးနာဂိုတန်ကိုထိမသွားပါဘူး။အန်ကိုလည်းငါရှုံးပါတယ်။နင်ကကိုရှိတန်ကိုမထိခိုက်အောင်ကယ်ပေးခဲ့တာ။ငါကတော့သူ့ကိုထိခိုက်အောင်လုပ်မိတော့မလို့။ငါကကိုရှိရဲ့ညမဖြစ်ဖို့တော့မတန်တဲ့လူပါဆိုပြီးပြောပါတော့တယ်။နာဂိုတန်ကလည်းနှစ်သိမ့်လိုက်ပြီးအန်ကိုနဲ့နာဂိုတန်ဟာလည်းတင်းမြတ်သွားကြပါပြီ။ privacy ရေချိုးပေါက်ခံရပြီးဘာမှန်းကိုမသိကျောင်းတော်တော်ဖြစ်သွားတာကတော့ကိုရှိတန်ပါပဲ။ ကိုရှိတန်ကလည်းနောက်နေ့အစပြီဘရာလေးတော့ဝတ်မှပါလို့တွေးလိုက်ပါတယ်။နောက်နေ့ကိုရှိတန်စာသင်ခန်းထဲရောက်တော့နာဂိုတန်ကဒီနေ့ဖြူဆိုပြီးပြောလိုက်ပါတယ်။ကိုရှိတန်ကလည်းနင်ဖောက်မြင်ရလားဆိုပြီးအံ့ဩသွားပါတယ်။တကယ်တော့ကိုရှိတန်ဝတ်လာတဲ့ဘရာရောင်ကိုနာဂိုတန်ကပြောလိုက်တာပါ။အပိုင်းနဲ့ကတော့ဒီမှာပဲပြီးဆုံးတာပါပဲ။ဒီနေ့မှတော့ကိုရှိတန်တယောက်အတန်းပြီးလို့တမင်အဖွဲခန်းစီကိုအပြေးလွှားရောက်လာပါတယ်။တမင်အဖွဲခန်းထဲရောက်တော့တွေးလိုက်ရတာကတမင်စစ်စစ်တကောက်ပါ။ ကိုရှိတန်လဲငါတို့အခန်းနဲ့ဘာလို့တမင်ရောက်နေရလဲဆိုပြီးအံ့ဩသွားပါရဲ့ဒါပေမဲ့တမင်ဖွဲ့အခန်းထဲမှာတမင်ရှိရမှာထုံးစံမယ်မဟုတ်ဘူးလားဆိုပြီးတွေးမိပြန်ပါရဲ့အခန်းထဲကတမင်ကတော့တမင်မုတ်တွေကိုယူစားနေရပါအဲ့ချိန်မှာကိုရှိတတိယသွားတာကနာဂိုတန်ပါသူထင်နေတာကနာဂိုတန်ကတမင်ဖြစ်ပြောင်းပြီးနင်းနေရတဲ့နေရပါဒါနဲ့ပဲဒီမွှေးဘွားဝတ်စုံကိုချက်စမ်းနင်းဆိုတာငါသိရဲ့နာဂိုတန်ဆိုပြီးတမင်ကိုသွားပြီးတွဲလာရန်လာလုပ်နေပါရဲ့တမင်လည်းနောက်ချိန်နဲ့ကစ်ထလိုက်တာကိုရှိတန်တယောက်အခန်းပြင်အထိလင်းထွက်သွားပါရဲ့ပထမချိန်စူးစမ်းမှုမှာတော့မအောင်မြင်ခဲ့ပါဘူး နောက်တစ်ချိန်အတန်းပြီးလို့အဖွဲခန်းပြန်လာတော့ကိုရှိတန်တယောက်စာကူရာအရသာမစ်တီနှစ်ကွက်ဝဲလာပြန်ပါတယ်။ဒီရချက်ကတော့နာဂိုတန်ကိုပုံစံအမှန်ပြောင်းအောင်ဆွဲဆောင်ဖို့ပါ။ကိုရှိတန်နဲ့တမင်ရှိမှမစ်တီတောက်ပြပြီးငါကတိုက်ဖို့ဝဲလာတာတမင်ဆိုတော့လေဘယ်တောက်လို့ရတော့မလဲ။ငါပဲတောက်ရတော့မှာပေါ့ဆိုပြီးပြောနေတော့တမင်ကကိုရှိတန်စိုက်ထားတဲ့အခန်းထဲကအပင်တွေကိုစားနေပါပြီ။ကိုရှိတန်လည်းငါအပင်ကိုမထိနဲ့ဆိုပြီးပြဿနာစားဖြစ်ပါတော့တယ်။နေကအခုတိပြန်မပြောင်းတဲ့အပြင်ငါအပင်တွေကိုပါလာကြည့်တော့တွေးရသေးရဘောဆိုပြီးရေထည့်ထားရဲ့ရေဝိုးတွေနဲ့တမင်ကိုဝိုင်းလိုက်ပါတယ်။တကယ်တော့နာဂိုတန်ကရေထည့်ထားရဲ့ရေဝိုးတွေကိုကြောက်တာပါ ါပေမဲ့ဒီခါမှာတော့တမင်ကရေဘူးတွေကိုကန်ထုတ်ပစ်လိုက်ပါတယ်။ကိုရှိတယ်နဲ့နာဂိုတန်ပုံစံပြင်ပြောင်းမှုအကြံထုတ်နေရပါပြီ။စဉ်းစားနေအောင်သွားသတိရတာကသူ့ရဲ့ကြံရနဲ့တခြင်းတွေရေးထားတဲ့စာအုပ်ပါ။ကိုရှိတယ်နဲ့ဒီစာအုပ်ကိုငါကမီးရှို့ပြစ်မလို့တွေးထားတာနေရင်ပုံစံပြန်ပြောင်းရင်တော့ငါလည်းပေးဖက်ရတာပေါ့လို့ပြောပါရယ်အဲ့ဒီအချိန်မှာတမင်စီကတုတ်ပြံမှုတစ်စုံတည်းရခံစားလိုက်ရလို့ကိုရှိလည်းအလုပ်ဖြစ်တယ်ဟာဆိုပြီးသူရေးထားတဲ့တခြင်းတစ်ပုဒ်ဆိုပြီးကပြပါရယ် ကားပြနေရောသူ့နောက်ကအတန်ကြားလို့လဲကြည့်လိုက်တော့နာကိုတန်ဖြစ်နေပါလေ။ဟမ်နင်တို့ကဘာတွေလဲဆိုပြီးပြောမှနာကိုတန်ကဒါဒရိတ်ဆိုင်ရောင်ကလွတ်လာတဲ့တပင်ဖြစ်မယ်။သူကအခုမှအခန်းထဲရောက်လာတာဆိုပြီးပြောပါရယ်။ကိုရှိတန်ခုနကတခြင်းလေးပြန်ဆိုပြပါဆိုပြီးပြောတော့ကိုရှိတန်လည်းရှက်လို့လဲသေးပါတော့မယ်။နောက်တစ်နေ့ကတော့ចောင်းဖွင့်ပွဲပါ။ကိုရှိတန်တို့ကအထက်တန်းတတရနဲ့ရောက်သွားပါပြီ။ចောင်းဖွင့်ပွဲမှာစံပြចောင်းသားအနေနဲ့ကိုရှိတန်ကចောင်းသားတစ်တွေကိုជួសជុលចောင်းစကားပြောပါရယ်။ပြီးတော့ကိုရှိတန်ရဲ့နာကိုတန်တမင်အဖွဲ့ပြန်လာပြန်ပါရယ်။ ခန်းရှိမှာမင်းကလေးတယောက်လဲကြနေရကိုတွေ့တော့ကိုရှိတန်လှမ်းသွားပြီးစေယုံကခေါ်ရဲခေါ်နဲ့ရောက်ရက်ခတ်ကုန်ပါတယ်ခဏနေတော့မင်းကလေးလဲတတိပြန်ရလာပါတယ်မင်းကလေးရဲ့နာမည်ကဘာရှမီဖြစ်ပြီးကာရာတာမော်ပြီးအိပ်ပျော်နေတာပါဘာရှမီကသူမကိုသူမမိတ်ဆက်ပြီးအရန်တွေးချင်လို့ပါတပည့်ဖြစ်ချင်ပါတယ်လို့ပြောတော့ကိုရှိတန်ကအခုလိုပြောတာကိုကြားရတာသဘောကျမှန်ပဲတပည့်ဖြစ်ဖို့တော့အဆင်ပြေဘူးလို့ပြောပါတယ်ဘာရှမီလဲအရန်တွေးချင်တယ်လို့စုံစမ်းပြီးလိုက်လာခဲ့တာနာဂိုတန်လို့ပြောလိုက်ပါတယ်အဲ့တော့မှကိုရှိလဲဟမ်နာဂိုတန်လားငါ့ကိုပြောတာမဟုတ်ဘူးလားဆိုပြီးဖြစ်ပါတော့တယ် နာဂိုတန်ကတော့အတပဲဖြစ်ချင်တမင်ဖြစ်ချင်တဲ့စိတ်ပြင်းပြရမယ်အဖွဲချုပ်ကတော့ကိုရှိတန်ဒါကြောင့်ကိုရှိတန်စီမှာတမင်အဖွဲဝင်ခွင့်နဲ့တမင်ဖြစ်ပြုစုပေးဖို့တောင်းဆိုပါဆိုပြီးပြောပါတယ်ကိုရှိတန်ကလည်းလုံးဝကိုစွန့်အားနေပါပြီအန်ကိုကလည်းလယ်တန်းချောင်းပြီးတော့အထက်တန်းချောင်းကိုရောက်လာပြီးသူ့အမနဲ့တချောင်းနဲ့အတူတူတက်ရတော့ပြောနေပါပြီတမင်အဖွဲကိုလည်းဝင်လိုက်ပါတယ်အခုတော့တမင်အဖွဲမှာအဖွဲဝင်၄ယောက်ရှိသွားပါပြီနာဂိုတန်ကတမင်ဗရှမီကလူထက်အဆင့်မြင့်ပြီးတမင်စစ်ထန်နေတဲ့တမင်ကိုရှိတန်ကတမင်အဖွဲချုပ်ဖြစ်ပြီးတာဝန်ကတော့တမင်ဝေယဝက်ဆာလုပ်ဖို့ အန်ကိုကလည်းတမင်ဖွဲ့ဝင်ဖြစ်ပြီးတမင်ဝေယဝစ္စဆောင်ရွက်သူဖြစ်လာပါတယ်ကိုရှိတန်းကလည်းအဖွဲ့မှအသေးပဲရှိတာမလုပ်ကြမလဲဆိုပြီးအစည်းအဝေးလုပ်တာနာဂိုတန်ကတမင်မုံနဲ့အများကြီးနဲ့ရေချိုးခြင်းနဲ့ဆိုလို့ကိုရှိကချက်ချင်းကတ်ကွက်လိုက်ပါတယ်မရှမီကိုမေးတော့လေလေလုံးခြင်းနဲ့ဆိုပြီးမဖြစ်နိုင်တာတွေပြောပြန်ပါတယ်အန်ကိုကလည်းကိုရှိကိုကူညီမယ်လို့ပြောပါတယ်ကိုရှိကပျော်လုံးမှမဆုံးသေးဒီလိုအဆက်ဆက်ရရာကူညီပြီးကိုရှိတန်ကသူမရှိတော့ရင်မဖြစ်တော့တဲ့အထီးရောက်အောင်လုပ်မယ်လို့ကြုံသွားပါတယ်ကိုရှိတန်ကလည်းစိတ်ညစ်သွားပါပြီအဲ့ဒီအချိန်မှာနာဂိုတန်ကတမင်ဖွဲ့ရဲ့ကိစ္စကတမင်ဝေယဝစ္စလုပ်ပေးဖို့ပဲလေ အဲ့ဒါကြောင့် brushin လောက်တာအတိတ်ပဲရှိဆုံးလို့ပြောပြီး bread တစ်ခုဝယ်ပေးပြီးအမွှေးတက်ခိုင်းပါရင်ဘရှမီကလည်းသူ့လည်းတမင်ဖြစ်ဖို့စူးစမ်းနေတာကြောင့်အမွှေးတက်ပေးဖို့တောင်းဆိုပါရင်အဲ့ချိန်မှာပဲအန်ကိုကလည်းငါလည်းတမင်ဖွဲ့မှာတမင်မဲလုတော့မယ်ဆိုပြီးဖြစ်ကုန်ပါရင်သုံးယောက်သားစကားတွေထားများကြပြီးအန်ကိုကလည်းငါကတမင်ဖြစ်ဖို့အထိုက်တန်ဆုံးဆိုတာတွေနာဂိုတန်ကလည်းငါကတမင်အစ်စ်လေအဲ့ဒါတွေနဲ့တမင်ဖြစ်ဖို့ပြိုင်ကြမယ်ပြီးဖြစ်ကုန်ပါပြီအပိုင်းသုံးကတော့ဒီမှာပြန်ပြီးဆုံးသားပါရဲ့